ဒီလောက်အရှိန်ကြီးရောအမတခါမှဖြတ်ပြီးတော့သီလရှင်မဝင်မဘူးမဝက်ဘူးပေါ့နော်ဆိုတော့အမတခါမှဗုဒ္ဓဂါယာလည်းမရောက်ဘူးကဲဒီတစ်ခေါက်တော့ဂါယာမှာဝက်မယ်လို့ဆိုပြီးတော့အမအဲ့မှာသီလရှင်ဝက်မယ်အခုဝက်မှလည်းဆို၄ချိန်များပေါ့နော်အရှိန်ထားပြီးတော့ကို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 စိတ်ကိုကိုစွန့်စွန့်နိုင်တာကိုစွန့်တာအဲ့လိုမျိုးစိတ်ကိုပေါ့နော် အမဒီသမင်အရှိအယိုစွန့်ခြင်းလို့အဲ့လိုဖြတ်ပြီးတော့လှူပြီးတော့အဲ့လိုမျိုးဝတ်ခြင်းလို့အမသမင်ကအရှိအထားတာအဲဆယ်နှစ်ကျော်တခါဝတ်လို့ဖြစ်နေလို့ဖြစ်နေရပါတော့အဲအဲ့လိုဖြစ်နေအဆယ်ငယ်ဆယ်နှစ်ကျော်ကတခါ၂၀ကျော်ကတခါ30ကျော်ကတခါ40ကျော်ပါဘိုးရတယ်ဟုတ်ပါပဲပေါ့ငယ်ရမမဝါဗုဒ္ဓဘာသာစုံးတာအမငယ်ငယ်ကလည်းတိလရှင်ဝတ်ဖူးရပေါ့နော်၃ နှစ်ကြိမ်ပေါ့အမ10နှစ်တော့ကကျောင်းမှာတစ်ခါ20အမအနုပညာအလုပ်လုပ်ပြီး22နှစ်တော့တစ်ခါပေါ့နော်အမ30ကျောင်းမှာတစ်ခါပေါ့အဲပို့ပြီးတော့တေချာဒီဇိုင်းမှန်ပေါ့နော်ဝိပနာဘက်ကိုတရားအထုတ်ဖြစ်တာတော့အမအသက်40ဒီကျောင်းပေါ့နော်ပြောမှမစအခုဒီ3-4နှစ်အတွင်းမှာပေါ့နော်တပတ်တရားစခန်းပေါ့နော်အဲအဲ့မှာအမတရက်နေမှာရောက်ရင်တော့ဟိုမှာရောက်တာ ਨੇ ဒီလရှင်ဝင်မဲ့ခါရမှာပေါ့နော် ဆိုကြအမတခါမှဗုဒ္ဓဃာယလည်းမရောက်ဘူးပြီးတော့ဗုဒ္ဓဃာမှမရောက်ဘူးဒီလားရှင်သူများရေအမတငယ်ချင်းတွေမှာဝတ်ဖူးကြဟိုဘောနခါယမှာဝတ်တာပို့ပြီးတော့အဲ့လိုမျိုးဆိုကြကိုလည်းအားကြိုက်ငါလည်းအဲ့မှာမရောက်ဘူးလို့ကိုကအရင်ကဝတ်ဖူးရေဘောနသုံးချိန်ဝတ်ဖူးရေဆိုတော့ကဲဒီတစ်ခေါက်တော့ဃာယမှာဝတ်မယ်လို့ဆိုပြီးတော့အမအဲ့မှာဒီလားရှင်ဝတ်မယ်ကြာဆိုသူကသူဟိုရောက်တဲ့ဆိုဒီဘောကြီးညောင်မအောင်ပါပဲဆန်ချရပါညာဘာလို့ကိုလဲအဲ မရောက်ဘူးอ่ะတခါမှလည်းမရောက်ဘူးอ่ะကြာကိုအတွင်းနဲ့ဂျင်းသူမိရယ်ပေါ့နော်သူကပြောတာလည်းဂျင်းသူစရာကောင်းတော့ကြာလေအဲကြောင့်ကိုအောင်မဝှစ်ချင်တဲ့တရားစိတ်ပေါက်တယ်လေဆိုတဲ့ခါကြာဂျင်းသူမိရယ်ပေါ့နော်ဩကိုကုသကောင်းမှုလုပ်ပဲကိုပြောပြီးကိုဘုဒ္ဓဘာသာဖျားပွင့်ခဲ့နေရမှာကိုသွားပြီးတော့ကိုသွားနိုင်တော့ပေါ့နော်အဲ့လိုသွားနိုင်တဲ့အချိန်မှာသွားသွားတာကောင်းတာပေါ့နော်ပို့ပြီးတော့လေဒီမှာအတန်းကြီးွားမှဆိုမသွားနိုင်တဲ့အချိန်မျိုးအဲ့လိုအချိန်အခါခွင့်ခွင့်တင်တော့သွားအချိန်အခါခွင့်တင်တော့သွားရတာလေအဲ့လိုဆိုတဲ့ခါကျတော့အားကြောင့် ဟိုစိတ်ထဲမှာကြည်နူးမိရပေါ့နော် anxiety လည်းနည်းနည်းဖြစ်တယ်ပေါ့ကိုမရောက်ဘူးရဲ့သူများရဲ့နိုင်ငံမှာသွားပြီးတော့အဲတာနာပြုနာပြုတော့တလားရှင်ဝင်မှာဆိုတော့လေ so အရင်တော့အရင်တော့ဆိုတော့လုံးငယ်ငငယ်ကတော့စိတ်တိတ်ပြီးတော့စိတ်မကူးပြဘူးပေါ့နော်ခုနောက်ပိုင်းအရွယ်တစ်ခုရောက်လာတဲ့အခါမှာပို့ပြီးတော့ဘာသာရေးပို့လုတ်ဖြစ်တယ်စိတ်ဝင်စားရယ်အဲ တရားပြမတရားစောက်လေးဖတ်တယ်တရားကြီးလည်းနားရဲအဲ့ခါကျတော့ပို့ပြီးတော့အဲသူချိုးကလည်းပြောကြတယ်ဗောနဗုဒ္ဓဘာသာမှန်ရင်ဗုဒ္ဓဒီဖျားပွင့်ခဲ့နေရအောင်တစ်ခါလောက်တော့ရောက်တင်နေဆိုကြအမတစ်ခါမှမရောက်ဘူးလေအမမရောရောက်ဘူးလေသူအမမေသွားမှလည်းအမမပါဝါပြုတ်ဘူးဗောနအဲ့ကြအမမရောက်ဖြစ်တယ်ရောအမအနဲ့ဂျာအမအမကယ်ဆိုတော့အမအမေက2019ကသွားပြီးအမနောက်နှစ်လောက်ကိုသွားမယ်လို့စိတ်ကူးရချိန်မှာပဲတောက်လျှောက်ကကိုဗစ်နဲ့ပါနဲ့အဲ့လိုဖြစ်သွားပြီးတော့ မတော်ပြတော့အခုဒီအခုပြန်လဲသွားလို့ရပြီဆိုတော့ကြာလေအားကြောင့်အမဒီအခုတိုက်တိုက်ဆိုင်ဆိုင်ပေါ့နော်အဲ့လေတီလာရှင်လဲဝင့်မယ်ပေါ့နော်အဲ့မှာဆိုပြီးတော့အဲ့လိုစိတ်ကူးလိုက်ပြီးတော့အဲ့လိုဆုံးဖြတ်လိုက်တာပါအခုဝင့်မှလဲဆို၄၀ညပေါ့နော် အမအဲဆယ်နှစ်ကျော်တခါဝတ်လို့ဖြစ်နေလို့ဖြစ်နေရပါတော့အဲအဲ့လိုဖြစ်နေအဆယ်ငယ်ငယ်ဆယ်နှစ်ကျော်ကတခါ20ကျော်ကတခါ30ကျော်ကတခါ40ကျော်ပါဘိုးရတယ်အခုဖွက်ပဲပေါ့ဆဗီယန်လေဒါတော်တော်လေးနဲ့အရှင်ကြီးနဲ့ပြည့်တယ်အဲ့ဒီနေ့ဘလို့စိတ်ထဲမှာမင်းကြီးကြော်ဆိုပြီးတော့ပြန်လို့ကြတယ်နော်ပြောရမယ်ဆိုရင်လေအမအဲသမင်ရှိကိုကြိုက်ပါဒါပေမဲ့အရှိကြီး အရှိအရန်ရှေကြီးချီတော့အမငငယ်ရောတခါထားဝယ်ပဲဒီလောက်အခုအခုလို့ခါလောက်ထိရအောင်ပေါ့နော်အခုအမမငယ်ဆုံးတော့အမဒီလရှင်ပြီးခဲ့နှစ်လောက်ထိရဝတ်ဖို့စိတ်ကူးထားတာပေါ့နော်အဲမဲ့အမလည်းဒီခေါက်ဝတ်ရင်အခါရမှာတော့ဝတ်မယ်ပေါ့နော်အဲ့လိုမျိုးစိတ်ကူးထားရတဲ့အတွက်ဈမ်းမှာမရောက်ဖြစ်လိုက်ပေါ့နော်အခုအခုမှပဲတိုက်ဆိုင်ပြီးတော့ရောက်ဖြစ်တဲ့ခါကျတော့အမအဲ့နဲ့ပြီးခဲ့နှစ်လောက်ထိရအဲ့ဟောလည်းအမစမင်ရှေးနေအဲ့လောက်တော့ရှေးနေပေါ့နော်အမဟို အဲ့တော့တော့နွေဝိုင်းပြပြအောင်အဲ့တော့နည်းနည်းပြန်ညှက်လိုက်ပြန်အောင်ဒါပေမဲ့အမကလေအဲ့အဲ့ရအပြီးခဲ့နည်းနည်းလောက်တည်းဝတ်မယ်ဆိုရင်အဲ့အရှေရအမအဲ့လိုဇပင်အရှေကြီးကိုဖြတ်လူခြင်းဖြတ်ပြီးတော့အရှေကြီးကိုဖြတ်ပြီးတော့လှူပြမယ်စွန့်ပြီးတော့အဲ့လိုမျိုးဝတ်ချင်တယ်ပေါ့နော်စိတ်ကလေဘာလို့ဆိုမိန်းကလေးတယောက်ကဇပင်ရှေနဲ့ဆိုရင်ကြည်ရစက်တည်ဘယ်လိုပြောပြောအနေနဲ့များဟိုဇပင်တို့ဆက်ဆိုင်ဇပင်ရှေလေးနဲ့ဆိုရင်အဲ ပြမဲ့တမန်ရုပ်လေးဖြစ်နေလေလှရယ်သဖြင့်လေးနဲ့ပေါ့နော်ဥမာဥမာဆိုကြအဲ့လိုမျိုးပေါ့မတမန်ပုံလေးဘယ်လိုလေးပဲဖြစ်နေဖြစ်နေဥမာမပြင်းမစင်ထားမှာပြတမန်ပုံစားမပြင်းမစင်ထားလဲသဖြင့်ရှင်လေးနဲ့ကြကြည့်ရရင်ရင်လေးပေါ့နော်အဲ့လိုမျိုးလေးမပြင်းမစင်ထားလဲအဲ့လိုမျိုးလေးကြည့်ရရင်ရင်လေးနဲ့သဖြင့်ရှင်နဲ့ဆိုကြည့်လို့ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့် အမအဲ့ဒါဆိုရင်အရှိကိုဖြတ်လှူခြင်းလို့တမင်တကာထားတာပေါ့နော်ဂျာအမနွေဝောင်းတစ်ခါညှက်လိုက်တယ်ညှက်လိုက်ဆိုအမပြန်မရှိမှာအစိုးရင်ညာအခုအဲ့ဒါအခုတော့တော်တော်ကြီးပြန်ရှည်လာအခုအခုတော့တော်တော်ရှည်နေပေါ့နော်အခုခါလေလောက်ရောက်နေအဲ့ဒါဆိုတော့ဂျာအမဖြတ်ပြီးတော့လှူခြင်းလို့အဲ့လိုမျိုးအရှိထားပြီးတော့ကို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 စိတ်ကိုကိုစွန့်စွန့်နိုင်တာကိုစွန့်တာအဲ့လိုမျိုးစိတ်ကိုပေါ့နော်အဲ့ဆိုတရားကလည်းစိတ်ကစိတ်ကိုစိတ်ကိုပဲလေစိတ်နဲ့ပဲ မှတ်ရအစောကြောင့်စိတ်ကတတိရှိနေ ਉਹ ပဲလေအဲ့ခါကျတော့အမဒီသမင်အရှိကြီးကိုစွန့်ခြင်းလို့အဲ့လိုဖြတ်ပြီးတော့လှူပြီးတော့အဲ့လိုမျိုးဝတ်ခြင်းလို့အမသမင်ကအရှိကြီးထားတာဒီလောက်အရှိကြီးကိုအမတစ်ခါမှဖြတ်ပြီးတော့ဒီလားရှင်မဝတ်ဘူးမဝတ်ဘူးပေါ့နော် အမအရင်ဝတ်တာတိလရှင်ဝင်ရင်တော့ဒီ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 ခုနကပြောတော့ဒီပခုံးအောက်လောက်တော့အဲ့လောက်အဲ့လောက်တော့ရှိရဲ့အဲ့လောက်အလောက်တော့ဖြတ်ပြီးတော့အဲ့လိုဖြတ်ပြီးတော့ဖြတ်အဲ့ဖြတ်ပြီးတော့ခုနကအရင်ကရွှေစံမြေမှာအမလှူရယ်ပေါ့နော်ဟုတ်ဟုတ် အဲဒီတစ်ခေါက်ကတော့အဲ့မှာဘုမာဆိုတော့ကြအဲ့မှာဆိုရင်ဘိုးကြီးညောင်မင်းမဆန်ချဆန်ချပြီးတော့အဲဂင်းကမြစ်ထဲမှာအဲ့ဆန်ဘင်းကိုတချို့လဲစွန့်မျောကြတယ်လို့ပြောတယ်အမလည်းအဲ့လိုမျိုးလုပ်မယ်လို့စိတ်ကူးထားတယ်ပေါ့နော်ဟုတ်တယ်အမဒီနေ့ရိုက်ကွေးရအဲတူဒေးဝက်ဒင်းစတူဒီယိုပေါ့နော်မိကက်ကောက်ကိုစိန်လင်းလင်းပေးရပါမိကက်ကိုစိန်လင်းတူဒေးဝက်ဒင်းစတူဒီယိုမှာဒီဒူတီကွင်းရဲ့အနခန်းကြီးရိုက်ကွေးကိုရိုက်နေရဖြစ်ပါတယ် ဒီနေ့ရိုက်ကူးရေးကအာ beauty queen ရနော်ပေါ့နော် beauty queen ရပေါ့နော် kiss lipstick စတဲ့ချောင်းအောင်စတဲ့ရောင်ပေါ့နော် color စတဲ့ရောင် ရှိရဲသူကအာ color စတဲ့ရောင်အများကြီးပေါ့နော်ရွေးချယ်စရာ color ရဲ beauty queen ရဲ့ သူကလေပေါန်နာ ကစ်ဆိုတဲ့အတိုင်းပေါန်နာသားလေးပေါ့နုနုညံ့ညံ့လေးနဲ့နှခမ်းမှာဆူလိုက်လို့ရှင်အမအခုရိုက်နေရဆိုအမ7ရောင်အောင်ရိုက်ရမှာဆိုတော့လေအခုရိုက်နေရ4ရောင်မြောက် ပေါ့နော်4ရောင်မြောက်အခုဖြက်လိုက်ဆူလိုက်ဖြက်လိုက်ဆူလိုက်ဆိုပြီးအမရဲ့ဒီနှခမ်းလေးအခုအထိဆူဆူအေးအေးလေးဖြစ်နေရပေါ့နော်ဖတ်တယ်လည်းမထအောင်ပေါ့နော်အဲ့လိုဆိုတော့ကျတော့သူရဲ့ဒီနှခမ်းသားဒီနှခမ်းကြီးရဲ့အသားလေးပါတကယ်ပေါန်နာဆိုရယ်ပေါန်နာကစ်ဆိုတဲ့အတိုင်းပေါန်နာသားလေးပေါ့နော်နုညံ့ပြီးတော့ဤဆက်နေရပါပဲ အဲနှုတ်ဆက်စကားအမအခုအနည်းပညာအလုပ်လေးကိုပြန်လုပ်နေရပေါ့နော်အခုအမပြန်လုပ်ဖြစ်တဲ့အနည်းပညာအလုပ်လေးကိုလည်းအားပေးပါပြီးတော့အမရိုက်တဲ့ product လေးကိုလည်းအားပေးပါနောက်ပြီးတော့ကြတော့ဟိုဘာသာရေးကိုလည်းလုပ်ကြပါလို့အမအားလုံးအားပေးရဟိုပြောခြင်းတယ်ပေါ့နော်အဲဘာဖြစ်လို့ဆိုတော့ တကယ်ကြောကိုဘုဒ္ဓဘာသာမှာကိုခုနပြောလို့ဗနော်ခုနပြောလို့သေပြီဆိုရင်ကိုနောက်ပါဒီကုသိုလ်ကောင်းမှုပဲလို့အကုန်လုံးပြောကြရလေအဲ့ဒါလေတကယ်လည်းဟုတ်တဲ့အတွက်ဗနော်ပို့ပြီးကုသိုလ်ကောင်းမှုလေးများများလုပ်ပတ်ကြပါလို့အားလုံးပြောချင်ပါတယ်